ဂျပန်လူမျိုးတွေရဲ့လိင်စိတ်နေပါလာမှုကြောင့်နိုင်ငံမှာပြိုကွဲသွားနိုင်တယ်လို့ပညာရှင်များကသုံးသပ်လာ။အားလုံးပဲမင်္ဂလာပါ။ဗကန်အထက်ထင်းမဲ့ channel ကနေပြန်လည်ကြိုဆိုပါရစ်။သင်ရတဲ့28နှစ်ရှိပြီဖြစ်ပြီးတူချိုမှာနေထိုင်တဲ့လူတယောက်ဆိုပါတော့ဒါပေမဲ့သင်ကတခါမှရီးစားမထားဘူး၊အနားလည်းမပေးဘူး၊ချိန်မတွေ့ဘူးပါဘူး။ဒီမှာတော့ဒီအခြေအနေကပုံမှန်ဖြစ်နေပါတယ်။ဒီပတ်ဝန်းကျင်မှာဘဝတွေနှေးကွေးလာပြီးဘယ်သူမှလက်ထက်တာခလေးယူတာမရှိတော့ပါဘူး။အလုပ်ငွေစုပြီးအန်ရရှောင်းဖို့ကိုသာမိဘတွေကတိုက်တွန်းပါတယ်။တကယ်ချင်းတွေကညာတိုင်းတယောက်တည်းခင်းဆိုဖုန်းပို့ရင်ရှင်သန်နေကြပါတယ်။ သူတို့တို့အခြေက NDA မျော်လင့်ချက်ကမိုင်းမဲမှုရီမန်းချက်ကလိန်ညာမှုလို့ခံစားရတယ်ဒါကတော့2025ခုနှစ်ဂျပန်နိုင်ငံကိုကြိုဆိုလိုက်တဲ့ပုံစံပါဒီနိုင်ငံအကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုရဲ့ဖိအားအောက်မှာတိတိစိတ်နဲ့ပြိုလဲနေပါတယ်ဒါကတော့ဘယ်သူမှဘာမှကိုမလိုချင်တော့ဘူးဆိုတာပါပဲလိန်ဆက်ဆန္ဒချင်းတွေ့တာအိမ်တောင်ပြူတာခလေးမွေးတာတွေမရှိတော့ပါဘူးဒါကခိတကနပြောင်းလဲမှုမဟုတ်ဘဲနဲ့လူမှုအတိုင်းဝန်းတစ်ခုလုံးပြိုကွဲပြက်စီးနေတာဖြစ်ပြီးတော့ဂျပန်နိုင်ငံဟာဒီအဆပဲဖြစ်နေပါတယ်2023ခုနှစ်မှာဂျပန်နိုင်ငံမှာလက်ထပ်ခဲ့တဲ့ဇုံတွဲအရေးအတွက်က 48သိန်း4918တွဲပဲရှိပြီးတော့ဒုတိယကမ္ဘာစစ်ပီးရဲ့နောက်မှာပထမဆုံးအချိန်ဖြစ်နေ9တရာကိုကျဆင်းခဲ့ပါတယ်။မွေးဖွားမှုနှုန်းကလည်း2024ခုနှစ်မှာ82သိန်း988ဦးပဲရှိခဲ့တာဟာမှတ်တမ်းစတင်ခဲ့တဲ့1899ခုနှစ်ကတည်းကအနိုင်ဆုံးဖြစ်ပါတယ်။စစ်ပွဲတွေတုန်းကထက်တော့မှကလေးပိုနေနေတာပါ။စစ်တမ်းတစ်ခုရအရွယ်ရောက်ပြီးသူ34တိကြခိုင်တော့ဘယ်တုန်းကမှရည်စားမထားဘူးကြပါဘူး။အသက်24နှစ်အရွယ်အမျိုးသား46ရာခိုင်နှုန်းနီးပါးဟာချစ်သူရည်စားဘဝမရှိခဲ့ဘူးပါဘူး။ချစ်သူနဲ့လည်းတွေ့ဖို့ချင်းပထမအနိုင်ရဲ့ဆဲလို့ရှာမှု ရအရာဝင် good night message ပို့ဘူးချင်းစတဲ့လူသားချင်းပတ်သက်ဆက်နွယ်မှုရဲ့ရှုပ်ထွေးလာပါတဲ့ခန်းစားချက်တွေကိုသူတို့မရရှိဘူးကြပါဘူးပို့ဆိုတာကအသက်၈၈နှစ်မှ34နှစ်အတွင်းရှိတဲ့လက်မထက်သေးတဲ့အမျိုးသား၄၀နှစ်ရာခိုင်နှုန်းနဲ့အမျိုးသမီး၄၆ရာခိုင်နှုန်းဟာလေမှုရေးရာအတွေ့အကြုံမရှိကြပါဘူးတခြားကဘာလူငယ်တွေချင်းထွေးနေခြင်းမှာဂျပန်လူငယ်ထက်ဝက်နေပါကအပြိုလူပြိုစစ်စစ်တွေဖြစ်နေကြပါတယ်ဒါကဘာသာရေးကြောင့်မဟုတ်ဘဲနဲ့လူသားချင်းရင်းနှီးပတ်သက်မှုဆိုတဲ့အယူဆတစ်ခုလုံးကိုစိတ်ကုံသွားလို့ပါ ရှိဘူးရက28နှစ်ရွယ်ရုံးဝင်တဲ့တူကချင်းတွေ့တယ်ဆိုတာကျွန်တော်စုထားတဲ့ပတ်စံကိုတုံးရတာမလို့ချင်းတဲ့ပြဿနာတွေရတာနောက်ဆုံးမှာတော့ကျွန်တော်မတတ်နိုင်တဲ့မလို့ချင်းတဲ့ကလေးတွေလိုချင်လာကြမှာဒါဆိုရင်ကျွန်တော်ဘာလို့ကိုကိုကိုဒုက္ခပေးရမှာလဲဆိုပြီးတော့ပြောခဲ့ပါတယ်ဒီလိုမျိုးဘဝကိုစိတ်ကုန်ပြီးတော့လိုချင်တဲ့မုံမုံမရှိတော့တဲ့ဖြစ်ရက်ကိုသူတို့က ထက်ကဘူးရှာခိုင်းလူချင်းစစ်နယ်ပါသောလူဖွဲ့စည်းလို့ခေါ်ပါတယ်1990ပြည့်နှစ်တွေတုန်းကလူငယ်သုံးဖို့တုံးပေါ်ကကုမ္ပဏီဥက္ကဋ္ဌဖြစ်ဖို့အိမ်မက်မက်ခဲ့ပြီးမြေဒီနေ့မှာတော့10ရာခိုင်နှုန်းအောက်ပဲရှိပါတော့တယ်သူတို့ဟာသူတို့အဖေတီတုန်းကလိုပဲအလုပ်ကြောင့်အသက်မသေးခြင်းတော့ပါဘူးအဖေတီကကုမ္ပဏီကိုဝင်းညင်တီပေးရခဲ့ပြီးမြေနောက်ဆုံးမှာတော့ပြစ်ပေခံရတာကိုမြင်ခဲ့ရပါတယ်ဒါကြောင့်သူတို့ကအလုပ်မှာယာတုမတို့အောင်အထုံးမခံရရုံလောက်ပဲအလုပ်လုပ်ကြပါတော့တယ်ယာတုတန်ရင်တာဝန်တာဝန်ကစိတ်ပီစီမှုစိတ်ပီစီမှုကဒုက္ခလို့ယူဆပါတယ် ကားဝေချင်းကိုလည်းစိတ်ဝင်စားကြတော့ပဲနဲ့ကားပိုင်ဆိုင်မှုကုန်ကြမဲ့ပတ်စံကိုဂိမ်းနဲ့မန်ဂါရီဝယ်ပြီးတော့တိုက်ခန်းထဲမှာပဲအောင်းနေကိုရွေးချယ်ပါတယ်ဒီလိုမျိုးစိတ်တက်တွေပျက်စီးရခြင်းရဲ့အရင်ခံအကြောင်းရင်းကတော့1989ခုနှစ်စီးပွားရေးဘူပေါင်းပြိုကွဲမှုပါပဲအဲ့ဒီချိန်ကဂျပန်ကဘာကြီးကိုပိုင်ဆိုင်နေပြီလို့ထင်ခဲ့ပေမဲ့ဘိုဘန်ကအတုံးလုံးမြင့်လိုက်တဲ့အခါမှာစတော့ဈေးကွက်နဲ့အင်ချယ်မီဒီယာတန်ဖိုး80ကျော်ရဲ့နှုန်းထိကိုပြိုကျခဲ့ပါတယ် အဲ့ဒီမှာကလေးတွေကသူတို့ကဖခင်နဲ့နေပေါင်းများစွာကုမ္ပဏီပေါ်တက်စာစောင့်သိခဲ့ပေမဲ့ဘာမှမရဘဲနဲ့အလုပ်တို့ခံခဲ့ရတာကိုတွေ့ခဲ့ရပါတယ်သူတို့သင်ခန်းစာယူခဲ့တာကစူးစမ်းအထောက်အမှုကနေဘာကမှအာမခံချက်မပေးဘူးတက်စာရှိတာကမိုင်းမဲတယ်ဆိုတာပါပဲဒါကြောင့်သူတို့ကမကြိုးစားရင်ငြင်းကြဲမှုရမယ်ဆိုတဲ့အတွေးခေါ်ကိုလက်ခံလိုက်ကြပါတယ်လိမ့်မို့ကိမတ်တော့အိမ်တော်ကြီးနဲ့အစိုးရရဲ့အရှုံးများဒီလိုမျိုးစိတ်ပြက်လက်ပြက်ဖြစ်မှုတွေဟာအိမ်တော်ကြီးမှလည်းအကြီးကျယ်ထင်ဟပ်နေပါတယ်၂၀၂၃ခုနှစ်စက်တန်ရလက်ထက်ပြီးတော့စုံတွဲများရဲ့တဝက်ဒီပါ 46ရာခိုင်နှုန်းနဲ့52ရာခိုင်နှုန်းဟာလင်ကိစားကင်းမဲ့ခဲ့တဲ့အိမ်တော်ကြီးမှာနေထိုင်နေကြပါတယ်။အမျိုးသမီးတွေပြည်တဲ့အဓိကအကြောင်းပြချက်ကအရန်ရှုပ်ထွေးလို့26ရာခိုင်နှုန်းနဲ့အလုပ်ပင်မဲ့လို့28ရာခိုင်နှုန်းဖြစ်ပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကလင်ကိစားကင်းမဲ့တဲ့ဇုံတွဲတည်းရဲ့59ရာခိုင်နှုန်းဟာသူ့အိမ်တော်ဘက်နဲ့ဆက်ဆံရေးကကောင်းမွန်တယ်လို့ဖြေကြားခဲ့ပါတယ်။တရားကူတရားသဘောကျပြီးတော့တူတူနေထိုင်ရတာကိုပျော်ရွှင်ခဲ့ပေမယ့်ကာမဆန္ဒကတော့အလုပ်ပေါ်တက်စာစောင့်တိမှုလိုမျိုးပြည့်ပြည့်ခံလိုက်ရပါတယ်။ဂျပန်ဆိုရကကလေးမွေးငွေကြီးထောက်ပံ့ပေးတာ AI နဲ့လူရှာပေးတဲ့ app တွေဖန်တီးတာ ကြေးလက်မှာလက်ထပ်ဖို့အမျိုးသမီးတွေပြောင်းရွှေ့ခိုင်းတာမျိုးတွေကိုကြိုးစားခဲ့ပေမယ့်အားလုံးအချင်းချင်းဖြစ်ခဲ့ရပါတယ်။ AI နဲ့လူရှားပြီးတဲ့ app တော်မှာအောင်မြင်မှုတော့နှိမ့်ရခံတော့အောင်ပဲရှိပါတယ်။ဒါကစီးပွားရေးပြဿနာမဟုတ်ဘဲနဲ့ဘဝရဲ့အတိတ်ပင်မဲ့မှုကိုဖြေရှင်းရမယ့်တည်ရှိမှုဆိုင်ရာပြဿနာတစ်ခုပဲဖြစ်ပါတယ်။ဒါပြင်ဂျပန်နိုင်ငံမှာစီးပွားရေးဆိုင်ရာအကျိုးဆက်တွေကလည်းထူးဆန်းနေပါတယ်။ဂျပန်ဆိုရကစေစုနှစ်နှစ်ခုကြာကြာအတုံးနှုတ်သုံးကြထားခဲ့ပြီးတော့ငွေချေးအနာမှာပြန်ပေးတဲ့အတုံးနှုတ်အနှုတ်ကိုပါကြိုးစားခဲ့ပါတယ်။၂၀၂၀မှာနိုင်ငံသားတိုင်းကိုရန်တသိန်းတစ်ခါတည်းပေးခဲ့ပါတယ်။ ငွေတွေကိုအဆုံးမရှိရိုက်ထုတ်ခဲ့ပေမဲ့ရလဒ်ကတော့ဘာမှမထူးခြားခဲ့ပါဘူး။ဂျပန်အင်အားစုတွေရဲ့ဗန်ဒါရေးပိုင်ဆိုင်မှု90ရာခိုင်နှုန်းကျော်ဟာရိုးရိုးငွေစုပန်စင်းတဲမှာရှိနေပြီးတော့ရင်းနှီးမြှုပ်နှံခြင်း300ကျင်းမရှိပေနဲ့ဘာကိုစောင့်နေမှမသိစောင့်နေကြပါတယ်။စုစုပေါင်းယန်ထရီလီယံ1000ဒေါ်လာ9ထရီလီယံခန့်ဟာဘာမှလုံးမလုပ်ဖ ೇನೆ ဒီတိုင်းရှိနေတာပါ1995ခရက်ကဂျပန်ရဲ့ GDP ဟာပြားချက်နေခဲ့တာ230ရှိခဲ့ပါပြီစီးပွားရေးပညာရှင်တို့ကဒါကိုကျိုးတချောင်းကိုတွန်းနေတယ်လို့ပဲပြည်ပြည်ဆောင်စွာနဲ့ဖော်ပြခဲ့ပါတယ် စားသုံးသူတွေကမလိုချင်တော့တဲ့အစဉ်ကိုကျော်လွန်သွားပြီးတော့စားသုံးမှုတွေကအားနည်းနေသေးပါပဲ။ကမ္ဘာမှာလူတွေတန်းစီကြတဲ့ Black Friday ဒါမှမဟုတ် iPhone တွေထွက်ခြင်းမျိုးဟာဂျပန်မှာစိတ်ဝင်စားမှုမရှိသလောက်ပါ။လူငယ်တွေကအန်ဒီယယူခြင်းကိုရှောင်ကျဉ်ကြပါတယ်။ဘာလို့လဲဆိုတော့အန်ဒီယယူတဲ့သူတိုင်းကပျက်စီးသွားတာကိုသူတို့မြင်ခဲ့လို့ပါ။ဂျပန်စီးပွားရေးပြိုလဲနေရမှာဟုတ်ပဲနဲ့ကြောက်ဖြစ်ရုပ်ချင်းကိုတောင့်ခဲနေတာပါ။လူကြီးပြောက်ကွက်မှုနဲ့တကူတော့နေထိုင်မှုဒီလိုနဲ့ပဲလူကြီးရဲ့ဆိုင်ရာပျက်စီးမှုကမြန်ဆန်လာပါတယ်။2010မှာ128တန်းရှိခဲ့တဲ့ဂျပန်လူကြီးဟာအခု 1229သန်းအထိကျဆင်းလာခဲ့ပါတယ်။2090မှာ89 2090မှာ89သန်းပဲကျန်တော့မေလို့ခန့်မှန်းထားပါတယ်။ဒါလူရည်ကျဆင်းတာမဟုတ်ဘဲနဲ့လူရည်ကြီးမှုတစ်ခုလုံးပျောက်ကွယ်နေတာကိုကြည့်နေရတာပါ။ကြေးလက်ဒေတာကနာဂိုရိုရာလိုနေရာမျိုးမှာဆိုရင်လူတွေထွက်သွားတာနဲ့တေဆုံးသွားတာကြောင့်ကြံခဲ့တဲ့အာယာနိုစူကီမီအမေရှိတဲ့မျိုးသမီးတူကထွက်ခွာသွားသူတန်းကိုလူအရွယ်အစားခြေပြက်လက်ပြက်ရုပ်တွေနဲ့စားထုတ်ခဲ့ပါတယ်။အခုဆိုရင်အဲ့ဒီရွာမှာအယုတ်350နဲ့လူ29ရွာပဲရှိပါတော့တယ်။တနေ့ကို ကျောင်းပေါင်း900ပိတ်နေပြီးတော့တနေ့ကိုတနေ့ကို2ကျောင်းလုံးနဲ့ပြောက်ခွင့်နေပါတယ်2050ပြည့်နှစ်ရောက်ရင်အငိမ့်စားတအုပ်ကိုအလုံးလုံးနိုင်သူတအုပ်ပဲရှိတော့မှာပါဂျပန်ပြည်တော်ဖွဲ့အတွင်းမှုချုပ်ယိုရှိမာဇာဟာယာရှိကဝေဖောက်မှုတို့ကြာစိမ့်နေတာဟာအရေးကြီးတယ်လို့ပြောခဲ့ပြီးလာမယ့်6နှစ်ဟာဒီလမ်းကြောင်းကိုပြောင်းပြန်လာနိုင်မယ့်နောက်ဆုံးခွင့်ဖြစ်တယ်လို့လည်းဝန်ခံခဲ့ပါတယ်အစိုးရကိုယ်တိုင်ကတော့မှဂင်းရပြီးစောင်းလို့နေပါဖြစ်နေပါပြီဒီလိုအရှုံးပေးမှုတွေရဲ့နောက်ကွယ်မှာပုံမမဲမောင်နဲ့အဖြစ်အပျက်တခုရှိနေပါတယ်ဒါကတော့ဟီကီကိုမိုရီလို့ခေါ်တဲ့ဖြစ်စဉ်ပါလူပေါင်းနေဆုံး15သန်းအများစုကတော့မျိုးသားတွေကလောကကြီးကနေလုံးဝပြန်လဲရုပ်သိမ်းသွားကြပါတယ် သူတို့ကမိဘရေကကလေးဘွားအခန်းထဲမှာဆဲဆုနေများစွာနေထိုင်ပြီးတော့အပြင်မထွက်အလုံးမလုံးဘသူနဲ့မှမျက်နှာချင်းဆိုင်စကားမပြောကြပါဘူးမိသားစုတွေကအပြင်မှာစားချပေးထားပြီးတော့သူတို့ဟာအသက်ရှင်နေတဲ့တရေတွေလိုနေထိုင်နေကြပါတယ်အလုံးအိမ်တကားပိတ်တငယ်ချင်းမရှိဆက်ဆံရေးမရှိလူသားချင်းတိတိမှုမလိုအပ်တဲ့ဝါသနာမရှိကြပါဘူးသူတို့ကရှုံးဆိုတာဖျက်ပြစ်လို့ရပြီးတော့ပယ်ခံရခြင်းကိုပယ်ပြစ်လို့ရတဲ့ဒီဂျစ်တယ်ကဘာမှပဲရှင်းသက်နေကြပါတယ်ဂျပန်မှာခုဆိုရင်အငားမိသားစုတွေလုပ်ငန်းတွေကခက်စားနေပါတယ်ကုမ္ပဏီပွဲတွေမှာရည်စားဟန်ဆောင်ပေးတဲ့တရုတ်ဆောင်တွေ င်္ဂလာပွဲဒီမှာတားဟန်ဆောင်ပေးတဲ့တရုတ်ဆောင်တွေဟာ၂နာရီအတွက်ဒေါ်လာကို၂၀၀ကနေမင်္ဂလာပွဲတစ်ခုလုံးအတွက်ဒေါ်လာ၁၀၀၀ထိဈေးနှုန်းရှိပါတယ်။ Foundation တစ်ခုရဲ့ပြောကြားချက်အရလူတွေဟာဆက်သွယ်မှုရဲ့ပုံမှန်သဏ္ဍန်ကိုလိုချင်ပေမဲ့ American ဆက်သွယ်မှုကိုတော့မလိုချင်ကြပါဘူး။ဒါပေမဲ့မိတ်ဆွေအိန်ဒိုရီဆိုတာကလည်းဂျပန်မှာတရားဝင်အသိအမှတ်ပြုထားတဲ့အရာတစ်ခုဖြစ်ပါတယ်။ဒါက romantic အချက်ဒါမှမဟုတ်လိန်ဆွဲဆောင်မှုမဟုတ်ဘဲနဲ့အဖော်ရဖို့နဲ့အပြန်လည်အထောက်ပံ့ပေးဖို့အတွက်သာအတူပေါင်းစည်းကြတာပါ။ဇုံနဲ့တွေကငါတို့ကအခန်းကားကနေကျမရဲ့အာမခံကိုမျှဝေတဲ့အခြေဆုံးတငယ်ချင်းတွေပဲ။ခန်းစားချက်တွေနဲ့ဘာလို့ရှုပ်ထွေးအောင်လုပ်ရမှာလဲ။ဆိုပြီးရှင်းခဲ့ပါတယ်။ ်အစိုးရကစီးပွားရေးတည်ငြိမ်ဖို့ပတ်စံဖို့ရဖို့ဆိုတဲ့လက္ခဏာတွေကိုပဲကုသနေပေမဲ့ဒီရောဂါကပြန့်နှံ့နေသေးပါဒါကစီးပွားရေးပြဿနာမဟုတ်ဘဲနဲ့တည်ရှိနေရခြင်းအကြောင်းရင်းပျောက်ဆုံးနေတဲ့လူအဖွဲ့အစည်းအကြောင်းဖြစ်ပါတယ်ဂျပန်မှာရာဇဝတ်မှုနေတာဂျမားကြီးကောင်းတာပညာရေးကောင်းတာစတဲ့လူအဖွဲ့အစည်းလိုအပ်တဲ့အရာအလုံးရှိပေမဲ့သူတို့ရဲ့ဆုံးဖြတ်ချက်ကမလိုချင်ဘူးဆိုတာပါပဲတော်လိုင်းအတိတ်ကရောမရှိဘဲနဲ့လူသားဘွားစီမံကိန်းတစ်ခုလုံးကနေအားလုံးစုပေါင်းပြီးတိတ်တိတ်ဆိတ်စွာအားလုံးစုပေါင်းပြီးတိတ်ဆိတ်စွာနဲ့နှုတ်ထွက်သွားပါတယ်ဒီလိုစိတ်ပြအာရုံမှုကကဘာတော်ဝန်းကိုပြန့်နှံ့နေပါတယ် 2023ခုနှစ်မှာတောင်ကိုရီးယားရဲ့မွေးဖောက်မှုနှုန်းကဂျပန်ထက်တောင်နှိမ့်ချနေပြီးသူတို့ကလူငယ်တွေကို NPO and never of things to give up မျိုးဆက်လို့ခေါ်ကြပါတယ်။တရုတ်လူမျိုးတွေကလည်း tanking လဲလျောင်းနေခြင်းဆိုတဲ့လှုပ်ရှားမှုကိုလက်ခံကျင့်သုံးပြီးရည်မှန်းချက်တွေကိုလုံးဝပယ်ချနေပါတယ်။ဥရောပနဲ့အမေရိကန်တို့မှလည်းဆက်ဆံရေးကိုရှောင်တာမွေးဖောက်မှုနှုန်းကျဆင်းတာတွေစတဲ့လက္ခဏာတွေကိုစတင်ပြသပါတယ်။ဂျပန်နောက်ကျနေတာမဟုတ်ပဲရှေ့တန်းကနေရပ်တည်နေပါတယ်။ ဒါချမ်းသာကြွားမှုကပျော်ရွှင်မှုကိုမပေးဆွနိုင်တဲ့အခါမှာရိုးရလုံဆော်မှုတွေအထိပယ်မဲသွားတဲ့အခါမှာလူအဖွဲ့စည်းကပြဿနာဟောင်းတွေကိုဖြည့်ရှင်းပြီးတဲ့နောက်ဘာဆက်လို့ရမှာမသိတော့တဲ့အခါမှာဘာဖြစ်လာမလဲဆိုတာပြသနေပါတယ်ဂျပန်လူနေအိမ်14ရာခိုင်နှုန်းကလက်လက်နေပါတယ်အိမ်ပေါင်း9000ဟာဘသူမှမနေတော့ဘဲနဲ့ဒီတိုင်းရှိနေတာဟာဒီလိုမျိုးစုပေါင်းအရှုံးပေးမှုရဲ့ရုပ်ပိုင်းဆိုင်ရာတက်တည်ပါပဲအစုံနည်းကြီးရှုပြီလို့ကျေးဇူးတင်ပါတယ်